ယုံကြည်သူဖြစ်ပြီးတဲ့နောက်အတိတ်ကမိမိကျူးလွန်ခဲ့တဲ့အပြစ်တွေစိတ်ထဲမှာမကြာခဏပေါ်လာတတ်တယ်။အိုးအဲ့ဒီအပြစ်တွေကိုငါကျူးလွန်ခဲ့တယ်နော်။အဲ့ဒီအပြစ်တွေကိုမမှတ်မိချင်တော့ဘူး။မေ့ပြစ်ချင်တယ်။ဒါပေမဲ့မကြာခဏစိတ်ထဲမှာပေါ်လာတဲ့အတွက်စိတ်မကောင်းဖြစ်နေသလား။အတိတ်ကမိမိကျူးလွန်တဲ့အပြစ်တွေကိုပြန်မှတ်မိတာကောင်းပါတယ်။ဘာကြောင့်လဲဆိုရင် သင်ဟာကဲတင်ချင်းကိုခံထိုက်လို့ခံရတာမဟုတ်ဘူးဂျေဇူးတော်တတ်တတ်ကြောင့်ကဲတင်ချင်းခံရတယ်ဆိုတာကိုသိမှတ်ပရောဂျေဇူးတော်ကိုဆက်ပရောချီးမွမ်းမှုဖြစ်တယ်အဖက်အခိုင်းနှစ်အခန်းငယ်၈နဲ့၉မှာဘလို့ပြောထားတယ်လေဆိုရင်ယုံကြည်သောအဖြစ်ဂျေဇူးတော်ကြောင့်ကဲတင်ချင်းသို့ရောက်ရ၏ကိုအလိုလျောက်ရောက်သည်မဟုတ်ဖယားသခင်တနာတော်မူရာဖြစ်သည် ကိုကုသူကြောင့်ကဲတင်တော်မူခြင်းသို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်အဲ့တော့အတိတ်ကသင်ကျူးလွန်တဲ့အပြစ်တွေကိုပြန်မှတ်မိတိုင်းယေရှုတော်ကြောင့်ငါကိုကဲတင်တာဆိုတာကိုသိမှာပေါ့ယေရှုတော်ချီးမွမ်းပါအဲ့တော့ဒီမှာကျွန်တော်တို့ ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့အပြစ်တွေကိုဖယားသခင်ကဘယ်လိုလှုပ်လိုက်သလဲဆိုတာကိုကျွန်တော်စမ်းချက်တချို့ကိုကျွန်တော်တို့ကြည့်ရအောင်ပါပထမစမ်းချက်ကတော့စာလံ100နဲ့3အငယ်7မှာယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးပြီဆိုရင်ဖယားသခင်ကကျွန်တော်တို့ရဲ့အပြစ်ကိုအခုလိုလှုပ်လိုက်တယ်ဆိုတာကိုဒီမှာအခုလိုပြောပြထားပါတယ် အရှိမျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည့်အတိုင်းငါတို့အပြစ်များကိုငါတို့နှင့်ဝေးစေတော်မူပြီမိမိအပြစ်တွေအတွက်နောင်တရပြော့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်ယုံကြည်လက်ခံပြီးပြီဆိုရင်အရှိမျက်နှာစွန်းသည်အနောက်မျက်နှာစွန်းနှင့်ဝေးသည့်အတိုင်း ကျွန်တော်တို့ရဲ့အပြင်းများကိုဖရသခင်ကကျွန်တော်တို့နဲ့ဝေးဝေးထားပြီးပြီလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်။နောက်ထပ်ကြမ်းချက်တစ်ခုကိုကြည့်ရအောင်။ဟေရှာယအခန်း38အခန်းငယ်19မှာအကျွန်ုပ်ဤဝိညာဉ်ကိုတနာ၍ဖြည့်စည်ရာတွင်းထဲကနှုတ်ယူတော်မူပြီးအကျွန်ုပ်အပြစ်ရှိသမျှတို့ကိုနောက်တော်သို့ပြစ်လိုက်တော်မူပြီးဒီကြမ်းချက်မှာ ကျွန်တော်တို့အပြစ်ရှိသမျှတို့ကိုဖယားတဲ့ခင်ကနောက်တော်တို့ပြစ်လိုက်တော်မူပြီလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်။ယုံကြည်သူကျွန်တော်ရဲ့အပြစ်ရှိသမျှကိုဖယားတခင်ကနောက်တော်တို့ပြစ်လိုက်တော်မူပြီဖြစ်တဲ့အတွက်လက်ကြည့်တော်မှာမဟုတ်ဘူး။ဖယားခင်ကသားတော်ယေရှုခရစ်တော်အားဖြင့်ယုံကြည်သူသင်နဲ့ကျွန်တော်ရဲ့အပြစ်ရှိသမျှတို့ကိုခွင့်လွှတ်တော်မူပြီးဖြစ်တဲ့အတွေ့မိမိကျိုးလွန်တဲ့ အတိတ်ကမိမိကျိုးလုံးနဲ့အပြစ်တွေကိုပြန်ပြန်ပြော့မှတ်မိနေရင်လေ။ Oh Adlu အပြစ် known twin ကနေဂျေဇုတော်ကြောင့်ကဲတင်ချင်းခါရတော်သူဖြစ်တယ်ဆိုတော့ကိုတိမှတ်ပြော့ဂျေဇုတော်ဆက်ချင်းမွမ်းမှာကဲတင်ရှင်ယေရှုခရစ်ကိုယ်တော်တိုင်ကသူ့ကိုကဲတင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်ယုံကြည်လက်ခံပြီးပြီဆိုရင်ကျွန်တော်ရဲ့အခြေအနေကိုအခုလိုပြောပြထားပါတယ် အပြစ်စီရင်ခြင်းကိုမခံရယောဟန်အခိုင်း3အငယ်18မှာကျွန်တော်တို့ရဲ့အပြစ်ရှိသမျှတို့ကိုလဝါကတ်တိုင်မှာယေရှုခရစ်တော်ကဆက်ပေးခဲ့ပြီးဖြစ်တော်ကြောင့်ကျွန်တော်တို့ရဲ့အပြစ်ရှိသမျှကိုဖယားသခင်ခွန်လွတ်တော်မူပြီးဒါကြောင့်ကယ်တင်ရှင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ကအပြစ်စီရင်ခြင်းကိုမခံရလို့ယုံကြည်သူကျွန်တော်တို့ရဲ့အခြေအနေမှန်ကိုပြောပြတော်မူပါတယ် ယုံကြည်သူမြေကိုမောင်နှမကမိမိကျူးလွန်တဲ့အပြစ်တွေကိုမကြာခဏစိတ်ထဲမှာပြန်ပြန်ပြော့ပေါ်လာတယ်။အဲ့ဒီအတွက်စိတ်မကောင်းဖြစ်နေရင်ယေရှုခရစ်တော်ကိုယုံကြည်သောသူတို့ရဲ့အပြစ်အလုံးကိုဘုရားသခင်ကတတော်ယေရှုခရစ်တော်အပြစ်ဘလို့လောက်လိုက်တယ်လဲဆိုတဲ့ခုနကျွန်တော်ဖော်ပြတဲ့ဆာလံ103အခန်းငယ်12 ဟေရှာယအခိုင်38အငယ်16နဲ့ယောဟန်အခိုင်38တို့ကိုပြန်ကြည့်ပါယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီဆိုရင်လဝါကတ်တိုင်မှာကျွန်တော်ရဲ့အပြစ်အလုံးကိုခရစ်တော်၌စီရင်ပြီဒါကြောင့်ယေရှုခရစ်တော်ကလဝါကတ်တိုင်မှာတက်တော်ကိုစွန့်တော်မူမူမီ အမှုပြီးပြီလို့မိန်တော်မူဘော့တက်တော်ကိုစွန့်တော်မူခဲ့ပါတယ်အမှုပြီးပြီဆိုတဲ့အတိတ်ပဲကတော့ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းအမှုအလုံးကိုပြည့်စုံစေတော်မူပြီးယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောကျွန်တော်တို့ရဲ့အပြစ်ကြွေးရှိသမျှကိုစပ်ပြီးပြီလို့အတိတ်ပဲရပါတယ်ဒါကြောင့်အတိတ်တုန်းကယုံကြည်သူညီကိုမောင်နှမက အတိတ်တုန်းက သင်ကျူးလွန်ခဲ့တဲ့အပြစ်တွေပြန်ပြန်ပြော့မမေ့ပြော့စိတ်ထဲမှာပေါ်လာရင်လည်းစိတ်မကောင်းမဖြစ်နဲ့တော့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူအားလုံးရဲ့အပြစ်ကိုတတော်ယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ကခွန်လွတ်ပေးပြီးအရှိမျက်နှာစုံနဲ့အနောက်မျက်နှာစုံဝေးကွာတယ်လို့ကျွန်တော်တို့ရဲ့အပြစ်ကိုဘုရားသခင်ကထားတော်မူပြီး ကျွန်တော်တို့ရဲ့အပြစ်ရှိသမျှတို့ကိုနောက်တော့ကိုပြစ်လိုက်ပြီးလှည့်ကြည့်တော့မှာမဟုတ်ဘူးယေရှုခရစ်ကိုယ်တော်တိုင်ကလည်းယုံကြည်တော့ကျွန်တော်တို့ကိုအပြစ်စီရင်ခြင်းကိုမခံရလို့အာမခံထားပါတယ်ဒါကြောင့်ယုံကြည်သူမြေကိုမောင်နှမကမိမိကျွလုံခဲ့တဲ့အပြစ်တွေကိုမကြာခဏစိတ်ထဲမှာပေါ်လာရင်လေဩဒီလိုအပြစ်နုံတွင်းကနေယေရှုတော်ကြောင့် ်ငါကိုရွေးနှုတ်ကဲတင်တာဖြစ်တယ်ဆိုပြော့ဂျေဇုတော်ကိုချီးမွမ်းပြော့အလိုတော်ကိုနာခံဖို့ဆက်ပြော့ခြေလန်းလန်းပါတမချန်းစာမှာဖော်ပြထားတဲ့အလိုတော်နဲ့ညီတဲ့ခရစ်တော်ရဲ့ပြည့်ညတ်တော်တို့ကိုလေ့လာပြော့နှလုံးသွင်းပါလက်တွေ့နာခံလိုက်လျှောက်နိုင်ဖို့ရန်အတွက်တန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြကူညီမဆမှုကိုတောင်းခံပြော့ အသက်ရှင်လျှောက်လှမ်းရမှာဖြစ်ပါကြောင်းယုံကြည်သူညီအကိုမောင်နှမအရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။